ရှားတဲ့ပတ်စံနဲ့တန်အောင်ပွင့်ကားလို့ကြာအသားယူခံနေရတဲ့ဖြူဖြူတွေမင်းသမီးချောဖြူဖြူတွေကတော့လက်ရှိမှာ ရုပ်ရှင်ဇာကာရီမရရတော့ဘဲနဲ့ကြာကြာကြာပန်လုပ်တွေကိုလုတ်ကိုင်းနေကြပါရီအရင်တွေကအခုလိုမျိုးပဲတချင်းတီဆိုဖြောပြရင်းနဲ့နေတကာလဲနေတဲ့ဘဝကနေရိုသားကျိုးစားတာကြောင့်အမှုပညာလုပ်တွေကိုလှောက်ရပြီးတော့အမြင်လာခဲ့တာဖြစ်ပါရီဒါပေမဲ့လည်းသူမရဲ့အင်မတန်ကိုပွင့်လင်းပြီးတော့အမြင်မသင့်တော်စွာနေထိုင်တဲ့ပုံစံတွေကြောင့်ဘသူကမှရုပ်ရှင်ခေါ်မြိုက်ချင်ကြတော့ပါဘူးဒါကြောင့်နေပွဲတွေမှာတညကို3-5ဆယ်လောက်နဲ့လိုက်လံဖြောပြနေကြရတာဖြစ်ပါရီ ဒီလိုမျိုးဒုပညာကျေးသိန်း50ရှိပြီးတော့လိုက်လံဖြည့်ဖြည့်ရှိကနေသူမရတဲ့ပတ်စံနဲ့တအောင်ဖွဲရည်ရလိုချာနေထိုင်ပေးနေရပြီးတော့အသားယူတာတွေလည်းခံနေရပါတယ် တခါတော့ကဆိုရင်သူမတော့ရောက်ဖြောပြေးခဲ့တဲ့လူပွဲကြီးမှာဆိုရင်လူတကာကြီးရဲ့အသားယိုခြင်းကိုခံရပြီးတော့ဘေးတဲ့ပတ်စံနဲ့တန်အောင်အခိုင်ခံရတာဖြစ်ပါရင်အခုပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လေပွဲတစ်ပွဲမှာပြိသက်တယောက်ကဖြဖြူထွေးကိုစုတော်ငွေ9000စုချတော့မဲ့ပုံစံမျိုးလုပ်တာပါဒါပေမဲ့လေဆိုပါပြိသက်ဖြဖြူထွေးကိုဟိုလိုနေပါအောင်ဒီလိုနေပါအောင်စသဖြင့်မျိုးစုံနဲ့ဆော့ဆော့ကားကားခိုင်းနေတာပါတကယ်တော့ဖြဖြူထွေးဟာစကက်တိုဝစ်ထားတာကြောင့်လေအစိုးရကောင်လေးကတမင်တက်တက်ဖြဖြူထွေးကိုထိုင်ခိုင်းတာခိုင်းလို့နေတာပါဒီလိုပတ်စံ9000နဲ့အခြားနမ ယ်ကြီးဆယ်ရီနုပညာရှင်တယောက်စော်ကားရင်ပြဿနာကြီးကြီးတက်သွားနိုင်ပါတယ်။ဒါပေမဲ့လည်း Facebook ဆယ်ရီ view တွေကတော့ဒီလိုမလုပ်ခဲ့ပါဘူး။ view တွေကလိမ္မာပါနေစာနဲ့ပဲပြည်သက်စတဲ့ကြနေပေးခဲ့ပါတယ်။ဆယ်ရီ view တွေကတော့နုပညာလုပ်တွေကိုစူးစမ်းလုပ်ကင်နေခဲ့ပြီးမိသားစုကိုချမ်းသာစွာထားနိုင်မှုတွေလှူဆောင်နေတာဖြစ်ပါတယ်။